ဘကိုးတိုင်းအုပ်ဖုံမြို့နယ်အပိုင်းဘကိုးရိုးအဆက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုကိုမေလ26ရက်မှာတိုက်ခိုက်ပြီးတဲ့နောက်စခန်းကိုမိရှုဖျက်ဆီးနိုင်ခဲ့တယ်လို့တာယိုရီခရိုင်တိုင်းရင်းသုံးရှစ်သုံးညနှင့်တပ်ခွဲလေးကပြောပါရယ်စစ်ကောင်စီအင်အား30ကျော်နဲ့အခိုင်အမာတပ်ဆွဲနေတဲ့ထမ်းမင်ကုန်းကျေးရွာအတွင်းမှာရှိတဲ့ဘိုးစုယုံစခန်းကိုဒေသခံကာကွယ်ရေးတပ်တွေကတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းသေဆုံးခဲ့တယ်လို့ဆိုပါရယ်စုစုပေါင်းစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးသေဆုံးခဲ့တယ်ဆိုတာကိုဒေသခံတွေနဲ့မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေရဲ့တွေ့ရှိချက်အရအတည်ပြုနိုင်ခဲ့တာလို့ တိုင်အော်ဒီခိုင်တရင်383ညနဲ့တက်ခွဲလေးမှတက်ခွဲမှုရဲဘော်ဒေဝကပြောပါတယ်။သူတို့ကာကင်းစကန်းရှေ့ချန်ထဲမှာရှိနေတဲ့ခွေးငါးကောင်ကတော့လဲဝါတာကိုမြင်မြင်ပေါ့ဒါကျွန်တော်မြင်ရတယ်။အတွင်းရန်3ကောင်ကတော့79ကြီးထိပြီးတော့ဘန်ကာအတွင်းထဲကိုတက်တယ်ကြတာဖြစ်တဲ့အတွက်အမကကနေပဲအဲ့ဒါလေကျွန်တော်တို့မန်မြောင်းနဲ့မန်မြောင်းနဲ့လန့်ကြီးတော့မြင်ရတာပေါ့။မတွေ့ခွက်တွေတော့ကြံခဲ့တယ်နေမရှင်းနေလို့နဲ့ ဆိုပါစကန်ကိုမေလ26ရက်မနက်6:00နာရီမှာစတင်တိုက်ခိုက်ခဲ့ပြီးနောက်ညနေ9:00နာရီအချိန်မှာစကန်မှာရှိတဲ့စစ်ကောင်စီတပ်သားတွေကစကန်နဲ့ငားမိုင်ခံဝေးတဲ့ခမာယာ6တိမ်မြုပ်တပ်ထဲကိုဖျက်ပြေးခဲ့ကြတာလို့ဆိုပါတယ်။အဲဒီနောက်စကန်ကိုဝင်ရောက်ရှင်းလင်းရာ60မမပုံဒီ7လုံးလက်ပြပုံ9လုံး9.56ကြီ300တောင်းအင်နာကပို့ကြီ9တောင်းတူမီတလက်စန်နအေးစားစီတပုံဖနက်2ရန် equipment 3ခုဘောင်းမီ2ထဲအုတ်ထုတ်3လုံးတို့တင်စီရရှိခဲ့ပြီးတဲ့နောက်စကန်ကိုမီးရှို့ရှင်းလင်းခဲ့တယ်လို့ အထက်ပါတက်ခွဲမှုကပြောပါတယ်။ထမင်းကုန်းကြီးရွာမှာအုပ်ဘုံမျိုးနဲ့၆မိုင်ခန့်ကွာဝေးပြီးစစ်ကောင်စီတပ်သားတွေကရွာအတွင်းမှာရှိတဲ့ဘိုးစုယုံမှာစခန်းချနေထိုင်ခဲ့တာဟာဆက်အနာသိန်းနဲ့၂၀၂၁ခုနှစ်ကဖြစ်တယ်လို့သိရပါတယ်။